ညူးထေလီမြို့တော်မှာအခုတရင်ပတ်အစောပိုင်းကအသေးခံကားဖုံးဖောက်ခွဲမှုကိုလှုံ့ဆော်ခဲ့သူရဲ့ကြံရပါတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့အိန္ဒိယအာဏာပိုင်တွေကနိုဝင်ဘာ16ရက်ကပြောပါရယ်။တန်နီယာရှိသူတိုက်ခိုက်ရေးသမားနဲ့ဒုတိယတန်နီယာရှိသူတို့ဟာအိန္ဒိယဗန်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသကဖြစ်ကြောင်းနိုင်ငံရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကိုအကောင့်ထည့်ဖို့ဆောင်ရွက်နေတဲ့အမျိုးသားစုံစမ်းထောင်လှည့်ရေးအေဂျင်စီ NIA ကထုတ်ပြန်ထားပါရယ်။ အိန္ဒိယနိုင်ငံ New Delhi မြို့တော်မှာဆယ်စုနှစ်တစုကျော်အတွင်းလူသေဆုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ရပ်ပိုင်းအကြာမှာအငင်းဘွားဝယ်ကက်ရှမီးယားဒေသမှာဝင်ရောက်ဆင်းနှင်းမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရအမီယာရာရှစ်အလီကိုဖမ်းဆီးခဲ့ပြီးသူဟာဒေလီမြို့တိုက်ခိုက်မှုမှာအုံပြုခဲ့တဲ့ကားကိုမှတ်ပုံတင်ထားသူဖြစ်ကြောင်း NIA ကထုတ်ပြန်ခဲ့ပါတယ်။သူကစံဖက်တိုက်ခိုက်မှုကိုကျူးလွန်မှုတန်ရာရှိတဲ့အသေးခံဘုံခွဲသမား ဥမာအောင်နာဘီနဲ့အတူပေါ်ပေါင်းကြံစီခဲ့ကြောင်းပြောကြားခဲ့ပေမဲ့နောက်ွယ်ကအကြောင်းရင်းအတိအကျကိုတော့ထုတ်ပြန်ထားခြင်းမရှိတာဖြစ်ပါတယ်။ကက်ရှမီးယားဒေသခံတခုဖြစ်တဲ့နာဘီဟာနိုင်ငံမြောက်ပိုင်းဟာရနာပြည်နယ်မှာရှိတဲ့တက္ကသိုလ်တစ်ခုကအထွေထွေဆေးပညာလက်ထောက်ပမောက္ခတဦးဖြစ်ကြောင်း NIA ကပြောကြားခဲ့ပြီး၎င်းပိုင်ဆိုင်တဲ့မော်တော်ယာဉ်တစ်စီးကိုသိမ်းဆည်းရမိကြောင်းထုတ်ပြန်ခဲ့ပါတယ်။အလီဟာဖောက်ခွဲမှုမှာအုံပြုမဲ့မော်တော်ယာဉ်ကိုဝယ်ယူဖို့ဒေလီကိုရောက်လာခဲ့ပြီးအဲဒီကားပေါ်မှာဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ခဲ့ကြောင်း NIA ကဆိုပါတယ်။ နှစ်စဉ်ပြုလုပ်ကျင်းပနေကြလွတ်လပ်ရေးနေမှာဝင်ကြီးချုပ်မေကွန်ပြောကြားမဲ့နယူးဒေလီမှာရှိတဲ့တမိုင်းဝင်အထင်ကရခံတက်တခုအနေလူစီကားရမြေရောက်ဘူရာယောအနေမှာနိုဝင်ဘာ၁၀ရက်ကပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးပောက်ကွဲမှုကြောင့်လူ၁၂ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။သေဆုံးသူတွေထဲမှာနာဗီပောင်ဝင်ခြင်းရှိမရှိကိုတော့ရှင်းလင်းစွာထုတ်ပြန်ထားခြင်းမရှိတာဖြစ်ပါတယ်။